အားလုံးမင်္ဂလာပါကျွန်တော်အခုတင်ပြပေးသွားမှာကတော့စိတ်ဝင်စားစရာကောင်းတဲ့စိတ်ပညာရှင်တွေရဲ့ယူဆချက်14ချက်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် နံပါတ်၁စိတ်ပညာရှင်တွေရဲ့အဆိုအရကုပြဿနာကိုသူများပြောလိုက်တဲ့အခါ20ရာခိုင်နှုန်းသောလူတွေကဝမ်းနေကြပြီးတော့80ရာခိုင်နှုန်းသောလူတွေကအကြောင်းတစ်ခုခုကြောင့်ဝမ်းသာတတ်ကြပါတယ်။နံပါတ်၂စိတ်ပညာရှင်တွေဆိုရ60ရာခိုင်နှုန်းသောလူတို့ကအနှစ်ရောင်ကိုကြိုက်ရပြီးတော့60ရာခိုင်နှုန်းသောလူတို့ကစာဖတ်ပြီးတော့မတွေးတတ်ကြပါဘူး။နံပါတ်၃စိတ်ပညာရှင်တွေဆိုရဉာဏ်ရည်ထက်မြက်ပြီးတော့အလင်းမြန်တွေးနိုင်တဲ့လူတွေကလည်းရေးမလှကြပါဘူး။နံပါတ်၄စိတ်ပညာရှင်တွေဆိုရ60ရာခိုင်နှုန်းသောလူတို့ကအရေးနဲ့အကြောင်း ကျုံးလာလို့ရှိရင်တကူကောင်းဆိုင်ရမှာတဲ့သူများကိစ္စကိုဦးစားပေးတတ်ကြပါလေ။နံပါတ်၅စိတ်ပညာရှင်တွေအစိုးရအသေးအဖွဲကိစ္စလေးတွေအပေါ်မှာတော့မှဇွဲမကောင်းမဲနဲ့အလွယ်တကူလက်လျှော့တတ်ကြသူတွေကဘဝကိုအလွယ်တကူအရှုံးမပေးတတ်ပါဘူး။နံပါတ်၆ ချင်းပညာရှင်တွေဆိုရာအဆိုးမြင်တဲ့သူတွေက အကောင်းမြင်တဲ့သူတွေလောက်မပြောရွှင်ရပါဘူး။ဒါပေမဲ့အထောက်အထားရှာဖွေမှုအားကောင်းပြီးတော့ပိုတွေးနိုင်ကြပါလေ။နံပါတ်6ချင်းပညာရှင်တွေအဆိုရာကမ္ဘာပေါ်မှာအကောင်းဆုံးအလုပ်ကအဆိုတော်အလုပ်ဖြစ်ပါလေ။ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ခံစားချက်ကိုရှင်းဖွင့်လိုက်တိုင်းမှာသူများတွေကပါကြိုက်နှစ်သက်ပြီးတော့နားထောင်လို့ပဲဖြစ်ပါလေ။နံပါတ်7စိတ်ပညာရှင်တွေအဆိုအရ80ရာခိုင်နှုန်းသောလူတို့ကသူတို့ရဲ့အသက်16နှစ်ရောက်တာနဲ့အနာဂတ်လက်တွဲဖို့ဦးတည်ရှိပြီးသားဖြစ်ပါတယ်။ နံပါတ်9စိတ်ပညာရှင်တွေအစိုးရလူတစ်ယောက်ကဘာကောင်းလဲဆိုတဲ့ဟာကိုသူပေါင်းတဲ့တငယ်ချင်းကိုကြည့်ပြီးအကြံဉာဏ်သိရှိနိုင်ပါတယ်နံပါတ်10စိတ်ပညာရှင်တွေအစိုးရအိမ်မက်ထဲမှာတစုံတစ်ယောက်ကိုမက်မိနေလို့ရှိရင်အဲ့ဒီတစုံတစ်ယောက်ကကိုယ့်ကိုအပြစ်မှာတတိယနေလို့ဖြစ်ပါတယ်နံပါတ်11စိတ်ပညာရှင်တွေအဆိုအရကိုကလူတယောက်အကြောင်းကိုတခြားလူချင်းမှာခဏခဏပြောနေမိရင်အဲ့ဒီလူကိုကိုကနှစ်သက်နေလို့ပဲဖြစ်ပါတယ်။ နံပါတ်၁စိတ်ပညာရှင်တွေအဆိုအရအနစ်နာခံကြသူအများစုကအညိုတည်ကြီးတတ်သူတွေဖြစ်ပါတယ်။နံပါတ်၃စိတ်ပညာရှင်တွေအဆိုအရကိုယ့်ကိုအမြဲတမ်းအကြံပေးပြီးတော့ပြဿနာတွေကိုနားထောင်ပေးတတ်တဲ့သူကကိုယ်ထက်ကိုယ့်ပတ်ဝန်းကျင်ကလူတွေထက်စိတ်ထိခိုက်ခြင်းဝေဒနာကိုအဆိုးဆုံးခံနေရသူဖြစ်ပါတယ်။ နံပါတ်၄စိတ်ပညာရှင်တွေအစုအရာကိုအကြောင်းကိုပြောပြတဲ့အခါမှာခုနှစ်ရာဂိုင်းနှုန်းသောလူတွေကနားထောင်တတ်ကြပါလေ။28ရာဂိုင်းနှုန်းသောလူတွေကနားမထောင်တတ်ကြပါဘူး။အဲကျန်းတဲ့သူတွေကသူတို့ကိုယ်တိုင်ပြောချင်နေတာကိုပဲစဉ်းစားနေရဆိုတဲ့အကြောင်းကိုတင်ဆက်ရင်းနဲ့ထုတ်ဆက်လိုက်ပါလေ။